အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြေဆွတ်လိုက်ပါရယ်ဒီနေ့မှာတော့စာရေးသူမေတင်းလိုင်ရွှေဘူရေးသားထားတယ်မထားရက်ခဲ့တော်လဲဆိုတဲ့ဝစ်ချွတ်တော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မထားရက်ခဲ့တော်လဲကျမဘယ်ရောက်နေတာလဲကျမမျက်လုံးဖွင့်ကြည့်လိုက်တော့အမောင်တူကဖုံလွှမ်းနေတယ်မောင်မောင်မဲမဲထဲမှာကျမလမ်းရှောင်နေတာလားခန္ဓာကိုယ်ကပေါ်ပါနေတယ် ခုနကမောနေတာတွေအားနေလို့အသက်ရှူမဝတာတွေမဖြစ်တော့ဘူးနေလို့ကောင်းလိုက်တာအသက်ရှူလို့ကောင်းနေတာနဲ့ကျမအကြောင်းပြန်တွေးလိုက်တော့တတိယပြီကျမနာမည်ကမမော်ပါရင်းနေတဲ့တငယ်ချင်းတွေကတော့မော်လေးလို့ခေါ်ကြပါတယ်ကျမကចောင်းဆရာမတူပါ ကျမမှာချစ်ရတဲ့ယောက်ျားနဲ့သားတယောက်သမီးတယောက်ရှိပါတယ်ယောက်ျားနဲ့သားကအင်ဂျင်နီယာတွေမို့ရွာတွေကအိမ်တွေဆောင်လိုက် တိုက်ဆောင်လိုက်ဖုန်းကြီးကျောင်းတွေမှာဇေယျဆောင်စတဲ့လုပ်ငန်းများလုပ်ကန်ကြပါတယ်။တမီးလေးကတော့မွေးရပါညံရည်နှိမ့်နဲ့တောင်းပုံစံမျက်နှာပိုင်ရှင်လေးမုံအတနာပို့ပြီးချက်ရတဲ့တမီးလေးပါ။တားနဲ့တမီးကဆန်နှစ်နေပါအသက်ကွာတာမို့တမီးလေးကိုရလာချိန်မှာကျမတို့လင်မယားအရန်ကိုပျော်ရွှင်ရပါတယ်။ဒါပေမဲ့တမီးလေးကိုမွေးတဲ့အချိန်မှာတော့တမီးလေးမျက်နာကတခြားကလေးတွေနဲ့မတူဘူးလို့တော့ထင်မိပေမဲ့ တောင်းပုံစံကလေးဖြစ်လာမယ်လို့တော့မမျှော်လင့်ခဲ့မိပါဘူး။မွေးလာကလေးကဖြူဖြူဖွဲ့ဖွဲ့လေးမို့တမီးနာမည်ကိုဖွဲ့ဖွဲ့လို့ပဲနာမည်ပေးခဲ့ပါရယ်။တဖြည်းဖြည်းကြီးလာတော့တမီးပုံစံဟာလက်မခံချင်ပေမဲ့လက်ခံရတော့မယ်တောင်းကလေးပုံစံဖြစ်နေခဲ့ပါရယ်။သမီးလေးចောင်းနေရတော့မဲ့အရွယ်ရောက်လာတော့ចောင်းကိုခေါ်လာပြီးသူငယ်တန်းကတငယ်ချင်းဆ ्याम လက်ထက်အပ်ပြီးစာစတင်ပေးခဲ့ပေးမယ် တမင်လေးကတခြားကလေးတွေလို စာမလိုက်နိုင်ရှာပါဘူးစကားတော့ပီပီတတပြောနိုင်ပြီးညာရီကတော့အယံချင်းမနှိမ့်ကြတာကိုတွေ့ရပါတယ်တူပတ်ဝင်းကျင်ကတငယ်ချင်းတွေအားလုံးနဲ့ကျမတငယ်ချင်းဆီယမရီရဲ့နာမည်ကိုမှတ်မိပါတယ်။ကျောင်းစာကိုတော့မလိုက်နိုင်မသိနိုင်ရှာပါဘူး။အတန်းတင်စာမင်းပွဲတွေစစ်တဲ့အခါသူ့ဘေးနားထိုင်တဲ့တငယ်ချင်းတွေစီကစာကိုကူးချပြီးဖြေပါတယ်။ သူ့နားမှာစာမင်းပွဲဖြစ်နေတဲ့တငယ်ချင်းကိုလည်းအဖြေလွာမပြမချင်းတတွတ်တွတ်နဲ့ပြခိုင်းနေပြီ။သူကတော့အတင်းကြည့်ပြီးလိုက်ကူရေးဖြေတာပါပဲ။ကျောင်းကဆရာမတွေကလည်းကျမသမီးအခြေအနေကိုသိနေတော့ဒီအတိုင်းလှုပ်ပေးထားလို့စာမင်းပွဲတိုင်းဖြေစောအောင်မြင်ပြီးတဒန်းပြီးတဒန်းတက်လာလိုက်တာရှစ်တန်းကျောင်းသူတော်ဖြစ်နေပါပြီ။ သူကညာရည်မမီသူဖြစ်တော်လဲကျောင်းတွေဖွင့်လို့သူတငယ်ချင်းတွေစာမွေးပွဲအောင်လို့အတန်းတက်သွားရင်သူကလည်းအဲ့ဒီအတားမှသွားထိုင်နေတော့တာပါပဲသမီးလေးရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းဖွင့်ပြိုးလာလို့အပြုပအရွယ်တောင်ရောက်လာတော့မနေ့ကျောင်းသွားရင်ဆိုင်ကယ်ကယ်ရီသမားကလာခေါ်ညနေကျောင်းစင်းရင်ပြန်ပို့နဲ့နှစ်ယောက်တည်းဒီလိုသွားလာနေတာကိုတငယ်ချင်းဆရာမတွေကစိတ်မချဘဲစိုးရင်လာကြပါတယ် ကျမကလည်းမနဲ့ចောင်းမသွားမီကျူရှင်ပြညနေចောင်းစင်းရင်ကျူရှင်ပြနဲ့မို့မအားရပါဘူးသူ့အဖေနဲ့အကိုကလည်းရွာရဲတဲ့မက တခြားမျိုးနယ်များအထင်းအိမ်ဆောက်တိုက်ဆောက်လုပ်နေရလို့မအားကြတော့သမီးလေးကိုအနီးကပ်ကြည့်ရှုပေးမဲ့သူလည်းမရှိဖြစ်နေရပါတယ်နောက်တစ်ချက်က အခုဆို ဖုန်းတွေကလည်းကင်လာကြတော့သမီးလေးကိုလည်းလိုတဲ့အခါဆက်သွယ်လို့ရအောင် ဖုန်းဝယ်ပေးထားတော့ တမီးကညံရင်နှိမ့်သူဆိုပေမဲ့ဖုန်းကိုတော့ကောင်းကောင်းသုံးသက်ပြီးဖုန်းထဲပါတဲ့အကြောင်းအရာတွေကိုကောင်းကောင်းရှာဖွေကြည့်တတ်နေတော့စိတ်ကစားတတ်တဲ့အွယ်လေးမို့သူ့ကိုထိန်ချောင်ရခက်လာပါတယ်။တရက်ကျမကြောင်းသွားဖို့ဆိုင်ကယ်ကယ်ရီနဲ့အတော်ကျမဝတ်ထားတဲ့ကြောင်းလုံးကြီးကချော်ပြီးဆိုင်ကယ်ပေါ်ကပြုတ်ကျသွားပါရော။ ဖင်တိုင်ရက်ကျသွားတာမို့မထနိုင်တော့တာနဲ့ရွာတွေကတငယ်ချင်းဆရာမရဲ့ယောက်ျားစီကန်းကိုပြေချီပြီးဝိုင်းပို့ပေးကြရပါတယ်။ဆရာဝန်ကခြေမထောင်းနိုင်တော့လို့ကြိုးတော့တာဖြစ်မဲ့ဆိုပြီးစဲယုံသွားခိုင်းလို့တငယ်ချင်းနဲ့အတူစဲယုံကိုသွားပြီးဓာတ်မှန်ရိုက်ကြည့်တဲ့အခါပေါင်ကြိုးသွားပြီးတင်မဆုံရိုးအပ်သွားတာကြောင့်ကြောက်ပတ်သည်စီ ပေါင်ကြိုးတာကိုတော့စတီးချောင်းထည့်ပြီး ခွဲစိတ်ခါမှာနိုင်တော်တော်ကြာခွဲစိတ်ကုခဲရပါတယ်။ဒီတန်ရာတွေကြောင့်အောင်းလဲမသွားနိုင်တော့ပဲပင်စင်ယူလိုက်ရပြီ။အိမ်မှာပဲအနားယူနေရတော့သမီးလည်းကြာမသွားရတော့ဘူးဆိုပါတော့။တမျိုးတော့ကောင်းတာပါပဲ။သမီးလေးနဲ့ရင်အုပ်မကွာနေရပြီးကိုမျက်စိအောက်မှာပဲနေရတာဆိုတော့သူ့ဖာသာဖုန်းနဲ့ပါတာတွေကြည့်တငယ်ချင်းတွေစီဖုန်ဆန်းဒီလိုနဲ့หนีလာလိုက်တာကျမလည်းပေါင်ကျိုးတာပြန်ကောင်းသွားပြီ။ အိမ်မှာပဲနေသားတကျနေနေတဲ့အချိန်မှာကိုဗစ်ဆိုတဲ့ရောဂါပိုးအပ်ကြောင်းစတိလာခဲ့ရပါတယ်။ဈေးသွားတာကလွယ်လို့တခြားဘဲမှမထွက်သူမို့ဒီရောဂါပိုးကူးစက်ခံရမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမယ့်တချံထဲမှာနေတဲ့ကျမမောင်လေးနဲ့ညီမလေးတို့ကကိုဗစ်ဆာဖြစ်လာကြပါတယ်။တချံထဲမှာတိုက်နှလုံးဆောက်ပြီးနေကြတာမို့အမေတို့နေတဲ့အိမ်ဖက်မောင်လေးနဲ့ညီမလေးတို့ကိုဗစ်ဖြစ်နေတာသိပေမယ့် အမေကိုလည်းစိတ်မပူတာနဲ့မတ်စတက်ပြေးသွားကြည့်ပေးရပါသေးတယ်။နောက်တော့အမေကိုတရားရိပ်တာပို့ထားလိုက်ပါတယ်။အမေကတရားစခန်းရက်ရှိအမြဲဝင်နေသူမို့သူ့အတွက်အဆင်ပြေပါတယ်။တတိရှိရှိနဲ့အိမ်ကလူတွေကိုခဏခဏလက်စေးခိုင်းအိမ်ထဲမှာနေတာတောင်မတ်စတက်ခိုင်းပြီးနေကြပေမယ့်အဲဒီယောဂဘိုးကကျမကို ကူဆက်လာပါတော့တယ်။ ကျမကစီးချို သွေးတို့ရောဂါအခန့်ရှိသူမို့ဆဆဖြားခြင်းအားနည်းသွားပြီးအောက်ဆီဂျင်ကျလာပါတော့တယ်။တခြားနေမှာကိုဗစ်ဖြစ်နေတဲ့သူ၃ယောက်ဖြစ်နေတာမို့တအိမ်ထဲနေတဲ့သူတွေကို အနာမကပ်ခိုင်းပဲကိုဖာသာစေးတော့အားရှိတာတွေစားနေရင်းနဲ့တဖြည်းဖြည်းအောက်ဆီဂျင်ကျလာတာ90လောက်ထိဖြစ်လာပါတော့တယ်။ အဲ့ဒီအချိန်ကတယောက်နဲ့တယောက်မကူးနိုင်တဲ့အချိန်ဖြစ်နေတာကြောင့်အောက်ဆီဂျင်ဘူးရဖို့ပရဟိတအတင်းတွေစီဆက်သွယ်အကြောင်းကြားအကူအညီတောင်းပေးမယ်။ချက်ချင်းတော့မရခဲ့ပါဘူး။ညအချိန်၁၂နာရီထိုးချိန်မှာတော့ကျမအောက်ဆီဂျင်က65အောက်ရောက်နေပါပြီ။ဒါနဲ့သားကိုခေါ်ပြီးစာအုပ်တအုပ်နဲ့ကျမကပေးရန်ရှိငွေတွေရရှိရန်ငွေတွေကိုမှတ်ခံရပါတယ်။ကျမတတိရှိနေတော့ပြောရတာမဟုတ် သားကလည်းမျက်ရည်ဖြိုင်ဖြန်ကြရင် လိုက်မှတ်ပေးရှာပါတယ်။သူခမကျမကို စိတ်မပူဖို့ပြောရှာပါတယ်။ယောက်ျားနဲ့သမီးလေးကို ကျမအခန်းထဲမဝင်ခိုင်းပဲကျမလှုပ်ရှားရှိတာတွေကိုစဉ်းစားမိသလောက်တားကိုရေးခိုင်းမှတ်ခိုင်းပြီးချိန်မှာတော့ညနှစ်နာရီထိုးနေပါပြီ။အားလုံးပြီးသွားချိန်မှာကျမရဲ့အောက်ဆီဂျင်က90လောက်အထိကျနေပါပြီ။ကျမအသက်ရှူလို့လည်းမကောင်းတော့ဘူး။ အားကလည်းအရန်နေနေသလိုခြေရလက်တွေကလည်းမလှုပ်နိုင်တော့ပါဘူး။ကျမချစ်ရတဲ့အမေယောက်ျားသားလေးနဲ့သမီးလေးတို့ကို မထားရက်ခဲ့ပြီမဲကျမခွဲသွားရတော့မှာပါ။ကျမအမောင်တူတဲ့တဖြည်းဖြည်းဝင်ရောက်လာခဲ့ရပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမေတင်းလိုင်ရွှေဘိုရေးသားထားတယ်။မထားရက်ခဲ့တော့လဲဆိုတော့ဝတ္ထုတိုလေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူမေတင်လိုက်ရွှေဘူရေးသားထားတဲ့တေကံမရောက်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်တေကံမရောက်လူလောကကြီးထဲမှာနေထိုင်ရစတဲ့ချောင်းလုံးတေဖို့အကြောင်းအရာများဖြစ်ခဲ့ပေမဲ့သူ့အချိန်မကြသေးလို့တနည်းအားဖြင့်တေဖို့အချိန်မကြသေးလို့လွန်မြောက်လာရတဲ့အကြောင်းရင်းများကိုပြောပြချင်ပါတယ် ကျမငါးနှစ်သမီးအရွယ်လောက်တုန်းကဖေဖေတာဝန်ကြရာကတာမြို့မှာနေထိုင်စဉ်ကအဖြစ်အပျက်လေးပါ။ကျမနဲ့ညီမလေးဖြူဖြူတို့အိမ်ရှိမှာစော့ကစားနေကြစဉ်ဖေဖေကအပြင်ကပြန်လာပြီးကျမတို့ညီမနှစ်ယောက်ကို သူတကြားလုံးဝယ်လာလို့စားဖို့ပေးလိုက်ပါတယ်။အဲ့ဒီတုန်းကတကြားလုံးကခုခစ်လိုလှလှပပထုတ်ပိုးထားတဲ့ပုံစံမျိုးမဟုတ်ပဲ။လောက်စလုံးအရွယ်လောက်ရှိတဲ့လုံလုံဝိုင်းဝိုင်းကိုပလတ်စတစ်နဲ့လုံးပတ်ထားတာမျိုးပါ။ ကျမနဲ့ညီမလေးတို့ကတကြားလုံးစားရလို့ပျော်ရွှင်ပြီးပလတ်စတစ်ကိုဖြည်ပြီးပစက်ထဲပြစ်သွင်းပြီးစော်နေကြပါတယ်။ခဏအကြာမှာတော့တကြားလုံးကြီးကကျမလည်းကျောင်းမှာတင်နေပြီးလည်းကျောင်းထဲမှာအောက်လည်းမကြပြန်ထွေးထုတ်လို့မရဖြစ်နေတာကိုညီမဖြစ်သူကသိသွားပြီးဖဖေကိုပြေးပြောတာကြောင့်ဖဖေကကျမကိုသူ့စပိန်ပေါ်ဆွဲတင်ပြီးစေးရုံကိုအပြေးနှင်းသွားပါတော့တယ်။ အဲ့ဒီတုန်းကကတာကလမ်းတွေကကြိုက်ခွက်တွေနဲ့မညီမညာဖြစ်နေတဲ့လမ်းကိုဖေဖေကသမီးစောနဲ့စပိန်ကိုအတင်းနှင်းပြီးသွားတာကြောင့်စေယုံရောက်လို့ကျမကိုချီချပြီးအတင်းလက်ကဆွဲပြေးဝင်မယ်အလုံးမှာဖေဖေသမီးလေကြောင်းတဲမှာတကြားလုံးကြီးမရှိတော့ဘူးအောက်ကျသွားပြီလမ်းတွေကမညီမညာဖေဖေကစပိန်ကိုအတင်းနှင်းလာတာကြောင့်ကျမလေကြောင်းမှာတင့်နေတဲ့တကြားလုံးကြီးရင်ဘတ်ထဲကျသွားရတာပါ တကယ်လို့လေเจ้าမှာတင့်နေသေးရင်ချက်ချင်းမဲ့ခွဲစိတ်ခံတဲ့ဝင်ရမလားမသိပါဘူးအဲ့ဒီကလေးကလောက်စလုံးလောက်ရှိတဲ့တကြားလုံးမျိုးကိုဘတော်မှဖဖေကဝယ်မကြွေတော့ပါဘူးအမတ်တရတွေတဲကတခုပါနောက်တစ်ခါကတော့လွန်ခဲ့တဲ့9နှစ်လောက်ကအဖြစ်ပြက်ပါကျမကအဲ့ဒီတုန်းကမြစ်တာညွန်မှာနေစဉ်ကပါတရက်တော့သူဝနာဖက်သွားဆန်ရှိတာနဲ့မြစ်တာညွန့်ထိတ်ကဖြက်လန်းကသွားရင် ဒဝနာဖက်သွားတဲ့ကားစီးလို့ရတဲ့လမ်းရှိတာမို့အဲ့ဒီဖြက်လန်းကသွားမယ်ဆိုရင်မိရထားတန်လန်းနှစ်ခုကို ဖြတ်သွားရပါတယ်ပထမတန်လန်းကိုဖြတ်ပြီးဒုတိယတန်လန်းကိုအဖြတ်မှာဘာကို ခလုတ်တိုက်လိုက်တယ်မသိရထားတန်လန်းပေါ်ကိုကလန့်ဖြက်လဲကျသွားပါတော့တယ်ကလန့်ဖြက်လဲကျသွားတာမှာပေါင်နှစ်ဖက်ကဒီဖက်တန်လန်းပေါ်ကိုထေကမြေကြီးပေါ်နောက်တန်လန်းတစ်ဖက်မှာကလက်နှစ်ဖက်ကရောက်ပြီးအဲ့လိုကြီးလဲကျသွားတာပါ ဆောင်းလာတဲ့ ठी ကလွင့်ထွက်သွားပြီးအနားမှာပဲသူမှလည်းမရှိပါဘူးကျမတယောက်တည်းလဲကြနေရမှ ကုံယုံထပြီးဘာမှလည်းမနာမကျင်ပုံပဲ့ရတော့မရှိပဲရှိတာမို့ဘေးမှာလွင့်ကြနေတဲ့ ठी ကိုကောက်ယူပြီးအဲ့ဒီနေရာက ကမန်းကရန်ထွက်သွားလိုက်ပါတယ်တကယ်လို့အဲ့လိုလဲကြနေချိန်မှာရထားလာနေရင် မထားနိုင်တော့အောင်ခြေလက်တို့နာကျင်သွားရင်ကျိုးသွားရင်တန်လန်းတဲ့နှစ်ဖူးနဲ့ရိုင်းမိလို့မေ့လေနေရင် ဘယ်သူမှမသိလိုက်ပဲယထာကြိတ်ခံရမှာပါ။ကျမအိမ်ပြန်ရောက်လို့သားတွေကိုလှမ်းပြောတော့ဆူကြပါရော။အဲဒီကလေးကအဲဒီလမ်းကိုလဲကျမမဖြည့်ရတော့ပဲအကြောက်ကြီးကြောက်သွားခဲ့ရပါတယ်။ပြန်တွေးလိုက်တိုင်းစတိန်ထားမိတာမို့တရားမဲ့ကမပါသေးလို့ကန်တီလေးလွတ်သွားတယ်လို့မှတ်မိပါတယ်။တခုရှိတာကကျမကအိမ်ကထွက်တာနဲ့ဖះကုံတော်ကိုပါကိုအမြဲယူတတ်သူမော ဖရာကုံတော်တွေကကျမကိုကယ်လိုက်တာပါကျမကအဲ့ဒီအကြောင်းတွေစကားဆက်မိလို့ပြောပြတော့ကျမအိမ်ကကောင်မလေးကလည်းသူလည်းတေဖို့ကံမပါလာသေးလို့လူခေရတဲ့အကြောင်းလေးပြောပြပါတယ်သူပြောတာကတညနေသူတို့အိမ်အတွက်ရေစီလဲသွားတိုက်တာအပြတ်မှာသူတို့လမ်းထိပ်အရောက်ရေစီလဲတင်လာတဲ့လှဲကကြိုးကြသွားပါရောတယ်လှဲကြိုးကြတော့လှဲမောင်းလာတဲ့သူကအောက်ကိုပြုတ်ကြ ရေအပြည့်တင်လာတဲ့ရေစီကြီးကအောက်မှကျနေတဲ့သူ့ကြောပေါ်ဒလိမ့်ဒလိမ့်နဲ့သူ့ဖြက်ပြီးလိတ်သွားပါရောတယ်။သူကပူပူတသေးလေးဒီရေစီကြီးကသူ့ကြောပေါ်ကဒလိမ့်ဒလိမ့်နဲ့ဖြက်နှင်းသွားတာ။အားလုံးကဝုန်းခနဲ့အတန်ကြားလို့ထွက်ကြည့်ကြတော့မြင်ကြပါတည်း။အမေကတော့ငါသမီးလေးသေးပါပြီဆိုပြီးပြေးလာထူတော့သူကဘာမှမဖြစ်ပဲနေရာကထားလိုက်ပါတယ်။ ကြောမှာအောင့်သွားတာပဲရှိပြီးတခြားဘာတန်ရာမှမရလိုက်ပါဘူးတဲ့အားလုံးကရေစီလှဲကြိုးကြတဲ့ဒဏ်နဲ့သူ့ကိုနောက်နေ့မှအိယာထဲလဲပြီးမှတ်ကြတာတယ်။သူကတော့အော်လာအောင်ဘာမှမဖြစ်ခဲ့ဘူးပါဘူးတဲ့။အဲဒါကြောင့်တေဖို့ကမပါသေးရင်သူ့အချိန်မရောက်သေးရင်မသေးဘူးနော်။ဒီလိုပဲမှတ်ယူရမယ်ထင်ပါရဲ့။လောကကြီးမှာဖြစ်ပျက်နေတဲ့အကြောင်းအရာ အဖြစ်ပျက်များသည်အော်အော်ဖွဲ့ရများနှင့်ပြည့်နှက်နေကြတာပါ။ တေကံမရောက်သေးတဲ့သူအတွက်တော့မယိုးနိုင်တဲ့အဖြစ်ပြက်များသည်နေ့စဉ်ဖြစ်နေကြအောင်မှာပါပဲရှင်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမေသိန်းလှိုင်ရွှေဘိုရေးသားထားတဲ့တေကံမရောက်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပဲရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူမေသိန်းလှိုင်ရွှေဘိုရေးသားထားတဲ့အထီးကျန်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ အထီးကျန်အထီးကျန်ဆိုတဲ့စကားလုံးကိုအရင်ကကြားဖူးမြင်ဖူးပေမဲ့ကိုနဲ့ပတ်သက်ရမယ်လို့မထင်မိတာကြောင့်သူ့ရဲ့အတိတ်ပဲကိုတိတိကျကျမသိခဲ့ပါဘူးအခုကိုရီကြုံလဲရတော့မှခါတိလိုက်တာဗျာကျွန်တော်နာမည်ကဦးမောင်မောင်ပါအလောက်ကတော့မျိုးနယ်ပညာရေးမှူးကြီးပင်စင်ပေါ့ဗျာကျွန်တော်မိမကလည်းအထက်တန်းပြဆရာမတူပါ အခုတော့ပင်စင်ယူတဲ့အရွယ်ရောက်ကုန်ပါပြီ။ကျွန်တော်မှာအလွန်လိမ္မာရေးချရှိလာတဲ့သမီးလေးနှစ်ယောက်ရှိပါတယ်။နှစ်ယောက်လုံးကဘွဲရပညာတက်ကလေးတွေမို့လားစာကောင်းတဲ့အလုပ်ကိုစီရှိကြပါတယ်။ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးရတဲ့ပင်စင်ငွေလေးနဲ့အစိုးရကပေးထားတဲ့မြေကွက်လေးမှာတိုက်ကလေးတစ်လုံးစောက်ပြေးနေပါတယ်။တမီလင်းနှစ်ယောက်ကလည်းအသက်30ကျော်အရွယ်တွေရောက်နေပြီပဲ။ အိမ်သာမပြုတ်ကြပဲကျွန်တော်တို့မိသားစုလေးဟာတတိုင်ဝန်းဝန်းနဲ့ပျော်စရာမိသားစုလေးပါကျွန်တော်တို့လင်မယားက ခုထိအိမ်အောင်ကြခါစားကခေါ်တလို့မောင်ရင်မိရင်နဲ့ခေါ်နေကြတော့ပါပဲတခြားလင်မယားတွေလို ဖေကြီးမေကြီးယောက်ျားရင်မိန်းမရင်နဲ့မခေါ်ကြပါဘူးမိန်းမရဲ့အမကြီးတယောက်ကအဖော်လာနေပေးတာကြောင့်အိမ်မှာယောက်ျားသားဆိုလို့ကျွန်တော်တယောက်ပဲရှိပါတယ် ကျွန်တော်ရဲ့တာဝန်ကမနဲ့စောစောအိယာကနိုးတာနဲ့စပိန်လေနင်းပြီးမနီမဝဲမှာရှိတဲ့ဈေးကိုသွားမိန်းမမှားလိုက်တဲ့အတိအရွက်လေးတွေဝဲတာငါးကိုတော့ဈေးတဲ့အများစုကတပည့်တွေဖြစ်တာမို့ဖုန်းဆက်လိုက်တာနဲ့ဈေးကြောခုတ်ထစ်ပြီးသားကိုအိမ်အရောက်လာပို့ပေးကြပါတယ်မနေ့စောစောစားဖို့ကိုလည်းမိမကတနေ့တမျိုးဖွဖွဲရရအိမ်မှာပဲလှုပ်ကြွေးတာကြောင့်မနေ့ခင်းစာစားပြီးရင် သတင်းစာလာပေါ်တဲ့တပည့်လေးစောင့်ပြီးသတင်းစာဖန်းမျက်စိညောင်းရင်ခဏတစ်ဖြုတ်ပြန်လဲသမီးနှစ်ယောက်ယုံသွားရင်အိမ်မှာကျွန်တော်တို့အဖိုးကြီးအဖွားကြီး၃ယောက်ပဲခြံခဲ့တာမို့စားတဲ့အချိန်မှာထစားကြဒီလိုပဲနေစဉ်ဘဝကြီးကဖြတ်တန်းနေခဲ့ကြတာပါဒီနေ့တွေကအတော်ပူတာနော်ကျွန်တော်တို့အိမ်ကတထက်တိုက်လေးမို့ခြံအပြည့်စောက်ထားပေမဲ့ရှိတဲ့မြေလေးမှာမိမကား သေးပင်စားပင်ပန်းပင်လေးတွေစိုက်ထားတာမို့လေလေးရပြီးအေးချမ်းပါတယ်။တမီးနှစ်ယောက်အလုတ်ကပြန်လာရင်သူတို့အမေနဲ့တနေ့တာအကြောင်းအရာတွေပြောကြဆိုကြနဲ့ဆူညံနေတာပေါ့ဗျာ။ဒီလိုနဲ့ပူပြင်းတဲ့ຫນွေရာသီတရက်မှာပေါ့။မောင်ရင်မိမျက်နှာကြည့်ပြီးစမ်းပါ။မိဖုတွေထွက်လာတာလားမသိဘူး။တနခါလိမ့်တာလည်းမပြောက်ဘူး။ဟုတ်လားပူလို့ထွက်လာတာဖြစ်မှာပေါ့။ မမေမမေရင်ဘတ်မှာအကြိတ်တစ်ခုထွက်နေလို့ဆိုဟုတ်တယ်သမီးရဲ့ရှားတဲ့ဥတုပူလို့အဖုအကြိတ်တွေများထွက်လာတာလားလို့တပတ်လောက်စောင့်ကြည့်လိုက်အောင်လေတပတ်လောက်မှမပြောက်သေးဘူးဆိုရင်တော့ဆရာဝန်ပြကြည့်ရအောင်နော်အေးပါသမီးရဲ့သမီးတို့ရုံးပိတ်ရက်ထိမှမပြောက်သေးဘူးဆိုရင်သွားပြကြတာပေါ့ သူတို့သားမိတွေပြောနေတာကိုကြားနေပေမဲ့ဖြစ်ရောဖြစ်စဉ်အပူချိန်ထွက်တာဖြစ်မှာပဲဆိုပြီးပေါ့ပေါ့ဆဆတွေးနေလိုက်တာပါတပတ်လောက်နေလဲမပြောင်းသေးတော့မှစေခံသွားပြအဲဒီကတစင်စေးစစ်ခိုင်းလို့သိရတဲ့အဖြေကရင်သားကင်စာအစင်နှစ်တဲဒီတော့မှတမိသားစုလုံးထထိပ်ပြပြဖြစ်သွားကြပြီအပေါင်းအသင်းတွေစီတိုင်ပင်ကြမဲဆွေတွေစီကအကြံဉာဏ်တောင်းကြနဲ့အားလုံးကဘန်ကောက်မှာသွားပြပြီးခွဲစိတ်ပါတယ် နိုင်ငံသားသွားရအောင်လဲသူတို့သားမီး၃ယောက်သွားရင်ကုံကြစရိတ်ဆဲယုံစရိတ်ခွဲစိတ်ကစရိတ်တွေတွေ့ကြည့်တော့3500လောက်ကုန်မှာဆိုတော့လောလောဆယ်လက်ထဲမှာလဲအဲ့လောက်ငွေမရှိသေးတာကတကြောင် passport မရှိသေးတာကတကြောင် passport လုံးနေစဉ်အတွင်းတောင်ကြီးကဆက်ဆန့်ထွန်းဆဲယုံကကင်စာခွဲစိတ်ကူတာကောင်းတယ်ဆိုလို့တောင်ကြီးမှာလဲမိမရဲ့အမတယောက်ရှိနေတာကြောင့်နေရေးအတွက်မပူရတာကြောင့် ရန်ကုန်ကနေကားစီလုံးငှားပြီးသူတို့သားမေ၃ယောက်ကို သွားခိုင်းလိုက်ပါတယ်။တောင်ကြီးကအမကလည်းတိုက်ကြီးတစ်လုံးလုံးမှာသူတယောက်ထဲနဲ့ခိုင်းတဲ့သူတွေလောက်ပဲရှိတာမို့အဆင်ပြေလှပါတယ်။တောင်ကြီးရောက်ပြီးနောင်နေစေယုံသွားပြတယ်ဆိုရင်ပဲကင်စာကုဆရာဝန်မကြီးကချက်ချင်းအဲ့ဒီနေ့ညနေပိုင်းမှာခွဲစိတ်ခံဝင်ပြီးခွဲစိတ်ပေးလိုက်ပါတယ် ဆရာဝန်မကြီးရဲ့ကျွမ်းကျင်တဲ့ခွဲစိတ်ပေးမှုကြောင့်မိမရဲ့ရင်သားတစ်ဖက်ကအချိတ်အလုံးတွေရောဂျိုင်းအောက်မှာရှိတဲ့အချိတ်အလုံးတွေပါအကုန်ရှင်းထုတ်ပေးလိုက်တာကြောင့်ခွဲပြီးတလအတွင်းမှာကြားမလာလို့သူတို့သားအမိတွေရန်ကုန်ပြန်လာကြပါတယ်။မိမက သူ့အိမ်လေးကိုတိတ်တန့်ရောဆင်တွေ့တာလေ။ရန်ကုန်ရောက်တော့အိမ်အလုံးမိဖို့ကြောင့်အလုပ်တွေကို သူ့အမကြီးနဲ့သမီးနှစ်ယောက်ကသာလုပ်ကြပြီးမိမကိုတော့အနားယူခံလိုက်ပါတယ် ီလိုနဲ့နှစ်လကြာတစ်ခါလောက်ဆေးခါမှာဆေးစစ်ကြည့်တော့လေကင်ဆာဆဲတွေလုံးဝပျောက်သွားလို့ကင်ဆာနဲ့ပတ်သက်တဲ့ဆေးတွေမတော့ရတော့ပဲအားဆေးလောက်တာတောက်ရတဲ့အထိကောင်းမွန်လာပါတယ်ကင်ဆာဖြစ်တုန်းကစပင်တွေကျုပ်ကုန်လို့ကရုံးသုံးထားရတဲ့စပင်တွေတော့ပြန်ပေါက်လာပါပြီတနေ့ကျော်လောက်ထိကြကြမာမာဝဝဖြစ်ဖြစ်ရှိနေရမှာမောင်ရင်မိထမင်းမစားရသေးဘူးမလား ခုနကပဲမောင်နဲ့မိထမင်းစားထားတာလေဟုတ်လားမိကမစားရသေးဘူးမှတ်လို့သမီးရဲ့မမေတငယ်ချင်းလေဟိုဘယ်သူပါလဲပြောမယ်ဆိုမှနာမည်မေ့သွားပြန်ပြီမိမဟာတနေ့တခြားနေ့စဉ်လုံးနေတဲ့အကြောင်းအရာလေးတွေတောင်မေ့လာပါတယ်ဒါရိုးရိုးတန်တန်မဖြစ်နိုင်ဘူးဆိုပြီးစေခန့်သွားပြာကောင်းကိုတတ်မှတ်ရကြည့်တော့အုံနောက်ထဲကအာယုံကြောကိုသွေးခဲလေးများကဖိထားတာတွေ့ရပါတည်း သွေးခဲအရေပျော်စေတဲ့ဆေးတိုက်လည်းမတက်တာတာကြောင့်ဥကောင်းကိုခွဲပြီးအဲ့ဒီသွေးခဲတွေဖယ်မှရမယ်လေဒီတခါတော့သမီးနှစ်ယောက်က passport တွေလည်းရပြီမို့ဘန်ကောက်မှာသွားခွဲမယ်ဆိုပြီးသူတို့သားအမိတွေထွက်သွားကြပါတယ်ကျွန်တော်နဲ့သူ့အမကြီးသားအိမ်မှာကြံခဲ့ပြီးနေ့စဉ်စိုးရင်ထိတ်လန့်မှုပေါင်းစုံနဲ့ဆူတောင်းနေရတာပေါ့ဘန်ကောက်မှာဆေးတွေထက်စစ် ဥကောင်းခွဲရမှာမို့အထက်ထက်စစ်ဆေးချက်တွေလုပ်ရတာနဲ့ရောက်ပြီးနှလားကျော်လောက်မှခွဲရပါတယ်။သူခွဲခန်းဝင်နေတဲ့နေ့ကကျွန်တော်မှ ထိုင်မရစားမရနဲ့မိမအတွေ့ဖျားဆင်ရှင်မှာတစ်ချိန်လုံးဆူတောင်းနေခဲ့ရတာပါ။ခွဲခန်းကထွက်လာပြီးတတိပြန်မရမချင်းအသက်တောင်ကောင်းကောင်းမရှူနိုင်ပါဘူး။သမီးတို့ပုတ်ပေးတဲ့ဓာတ်ပုံနဲ့ဗီဒီယိုလေးတွေကြည့်ပြီးမျက်ရည်တွေတွေ့တွေ့ကြရင်ဆူတောင်းနေရပါတယ်။ ခွဲခန်းကထွက်ပြီးနိုင်တော်တော်ကြာမှသတိပြန်ရလာတော့လမ်းမထောင်ပြနေတဲ့မိမကိုကြည့်ပြီးဝမ်းသာလိုက်ရလားဒီတောင်တော့ကြော်နိုင်ပြီဟဲလို့ဟစ်ကြွေးလိုက်မိပါသေးတယ်ဒီလိုနဲ့ခွဲပြီးတလားလောက်အတွင်းအကုန်မှတ်ညံတွေလည်းပြန်ရဆဲယုံကစင်ပေါ်နှစ်ရက်လောက်အလိုမှာဆေးပြန်စစ်ကြည့်တော့မိမရဲ့ကင်စာပိုးတွေကအဆုတ်ကိုကူးသွားပြီးအဆုတ်ထဲမှာသွေးတွေပြည့်နေတာကိုတွေ့ရပါတည်း အဆုတ်ထဲကတွေးတွေကို ဖောက်ထုတ်တော့အားနေသွားပြီးအောက်ဆီဂျင်ကတဖြည်းဖြည်းကျလာပါတယ်။တတိမရတစ်ချက်ရတစ်ချက်အချိန်အနည်းမှဖြစ်လာပြီမို့ကျွန်တော်ကိုအမြန်ဆုံးလိုက်လာဖို့ခေါ်နေတဲ့အထီးဖြစ်လာပါတယ်။ဟိုကဆရာဝန်ကြီးတွေက လက်လျှော့လိုက်ပြီးတယ်။ကျွန်တော်မှာ passport မရှိတာကြောင့်တပည့်တပန်းတွေရဲ့အကူအညီတွေနဲ့၃ရက်အတွင်း passport အမြန်လုပ်ပြီးဘန်ကောက်ကိုလိုက်သွားရပါတယ်။အဲ့ဒီရက်တွေကတော့စားလို့လည်းမဝင်အိတ်လို့မရတဲ့ရက်တွေပါပဲဗျာ။ ဘန်ကောက်ကဆေးရုံကအထူးကုအခန်းထဲကဂရင်ပေါ်မှာဆေးပိုက်မျိုးစုံတတ်ထားတဲ့မိမကိုတွေ့လိုက်ရတော့အော်ဟင်းကိုချင်းစိတ်ကိုမနှဲအန်ကျိတ်တင်ထားရပြီးသူ့အနာတော်သွားကမိရေမောင်ရောက်လာပြီလေ မျက်စိဖွင့်ကြည့်ပါဦးနော်ဒီတော့မှမိမကမျက်လုံးလေးဖွင့်ကြည့်ပြီးကျွန်တော်ကိုတလှဲသမီးလေးနှစ်ယောက်ကိုတလှဲကြည့်ပြီးကျွန်တော်ရောက်လာလို့စိတ်ချသွားတဲ့ပုံနဲ့ညင်ညင်တတာပဲအသက်ထွက်သွားပါတယ် နောက်ဆုံးကြည့်သွားတဲ့အကြည့်တစ်ချက်ကိုကျွန်တော်တသက်ဘတော်မှမေးဖြောက်လို့ရမှာမဟုတ်တော့ပါဘူး။မိမကဆုံးတော့အသက်83နှစ်ကျွန်တော်ကအသက်85နှစ်ရှိပါပြီ။အသက်20ကျော်အရွယ်မှာစတင်တွေ့ကြပြီးဒီအသက်80ကျော်အရွယ်အထိတစ်ခါမှအကြာကြီးခွဲသွားခဲ့ဘူးတာမရှိပဲ။အခုမှသေမင်းကကျွန်တော်တို့လင်မယားကို ခွဲသွားရတဲ့ဗျာ။သူကိုဗန်ကောက်မှာပဲကောင်းမွန်စွာတကြိုခဲ့ပြီး အိမ်ရှင်မမရှိတော့တဲ့အိမ်ရဲ့အပြန်လန်းဟာဘယ်လောက်တောင်ဝမ်းနေရပါသလဲတအိမ်လုံးမှာသူ့လက်သူ့ချေသူ့လက်ရရကြီးပဲရှိနေတဲ့အိမ်မှာကျွန်တော်ဘယ်လိုနေရပါမလဲနှစ်ယောက်နေခဲ့တဲ့အခန်းထဲမှာကျွန်တော်တယောက်တည်းဘယ်လိုအိပ်ရပါမလဲအိမ်တော်တန်း90လောက်ပေါင်းခဲ့ရတဲ့မိန်းမကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ကျွန်တော်ရင်ကို ခွဲပြလိုက်ချင်ပါရဲ့သူ့ကိုဘယ်လောက်လွမ်းနေရသလဲဆိုတာကို ဒါပေမဲ့သူအသက်ထွက်ခါနေကျွန်တော်ကိုကြည့်သွားတဲ့အကြည့်တွေကသမီးလေးနှစ်ယောက်ကိုစောင့်ရှောက်ပေးဖို့အပ်သွားတဲ့အကြည့်တွေမို့ဒီသမီးလေးနှစ်ယောက်အတွက်အသက်ရှင်နေရအောင်ပါပါအထီးကြံလာတယ်ကြံရှိနေသေးတဲ့ကျွန်တော်ဘဝတလျှောက်လုံးမိမကိုလွမ်းဆွစွာနဲ့ပဲသူ့ကိုကောင်းရပုံဘဝမှာအနာရောဂါကင်းစင်ပြီးနေရပါစေလို့ဆုတောင်းပေးရင်းနဲ့ကုသိုလ်တွေအမြဲလုပ်ပေးနေအောင်ပါ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမေတင်းလှန်ရွှေဘိုးရေးသားထားတဲ့အထီးကျန်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။